အလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အကျွေးကြည်စီမဲ့ခါရာစင်လေးမြောက်ပေးမှဖြစ်ပါတယ်ဗျာခွန်မန်နဲ့ရေတံမီတာတောင်းတဲ့မိတ်ဆွေတွေအများကြီးရှိပါတယ်အဲ့ဒါမိတ်ဆွေများအတွက်အစဉ်ပြောင်းမြောက်ပေးနေအသုံးလုံးနဲ့မိတ်ဆွေများလည်းအသုံးချလို့ရအောင်ပြန်လည်းမြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျာကျွေးရပေးကြရတဲ့များအနေနဲ့ဆရာကြီးပြီးတော့ပေးခြင်းနဲ့လုံးဝပေးလို့အစဉ်မပြေဘူးဖြစ်နေတဲ့အလုတ်တရားဂျမ်းပြေးအလုတ်ကန်တရားအစဉ်မပြေစားပြီးအကျွေးတွေပက်လက်ဝိုင်းနေမိတ်ဆွေများအကျွေးတွေတိမ်ထောင်းကြီးရာကြီးရှိတဲ့မိတ်ဆွေများလည်းဒီအစဉ်လေးကိုလုံနိုင်ပါတယ်ဗျာ အရန်ကိုအဆင်ပြေပြီးလွယ်လဲလွယ်တဲ့အစွမ်းလည်းထက်ပါတယ်ဗျဒီလုံးမလေးက၃ခုရှိပါတယ်ကျွန်တော်ပထမဆုံးတစ်ခုကိုပြပြပြန်ပထမဆုံးတစ်ခုကကျွန်တော်တို့9ရက်တိတိပေါ့နော်ကိုယ့်ရဲ့အိမ်ဖះမှာကိုယ့်ရဲ့အိမ်ဖះမှာမင်းဆော့လေးမှာကျွန်တော်တို့အာကြံရင်တစ်ခွက်ရဲ့အဲထမင်းကျော် ထမင်းကျော်ရဲ့ကျုံမူကျော်ရဲ့ကိုဖះကိုကတ်ပြရမှာဖြစ်ပါတယ်ကြံရဲ့ထမင်းကျော်ရဲ့ကျုံမူကျော်ရဲ့ကိုကျွန်တော်တို့ဖះကိုအိမ်ဖះမှာကတ်ပြရမှာဖြစ်ပါတယ်ဗျအိမ်ဖះမှာကတ်ပြီးတော့ဒီကာရာကိုယော့မှာဖြစ်ပါတယ်ဗျ အကျိုးကြီးခါရပေါ်နော်ကောကုန်းကိုဆရာတို့ဖျားရဲ့အကျိုးကြီးခါရပဲဖြစ်ပါတယ်ဗျနမောတတဗကဝါတော်ရာတော်တမန်တမုံတတနမောတတဗကဝါတော်ရာတော်တမန်တမုံတတနမောတတဗကဝါတော်ရာတော်တမန်တမုံတတဆိုပြီးတော့ကျွန်တော်တွေနမောတတသုံးခြင်းအရင်ရွတ်မယ်ရွတ်ပြီးဆိုကြကြမှာဒီခါရကိုရွတ်မယ်နော်နမောတတဗကဝါတော်တတဗကဝါတော်နမော ောဘဂဝါဣတိပိဘဂဝါဘဂဝန္တံတရဏံဂစ္ဆာမိနမောတတအရဟတောတတအရဟတော နမောတောဘဂဝါဣတိပိအရဟံအရဟံတံတရဏံဂစ္ဆာမိနမောတတတမန်တံဗုဒ္ဓောတမန်တံဗုဒ္ဓော နမောတောဘဂဝါဣတိပိတမန်တံဗုဒ္ဓတမန်တံဗုဒ္ဓံတရဏံဂစ္ဆာမိအဲကျွန်တော်တို့နောက်တစ်ခေါက်ထပ်ပြီးပူဇော်ပေးပါဦးမယ်ဗျကျွန်တော်နမောတတ၃ချိန်ကိုအရင်ရွတ်မယ်နော်ယူပြီးပြီးဆိုမှဒါကိုရွတ်ပါမယ်ဗျ နမောတတဗကဝါတောတတဗကဝါတောနမောတောဗကဝါဤတိပိဗကဝါဗကဝန္တံတရဏံကိစ္ဆာမိနမောတတအရဟတောတတအရဟတောနမောတောဗကဝါဤတိပိအရဟံအရဟံတံတရဏံကိစ္ဆာမိနမောတတသမန္တံဗုဒ္ဓောတတသမန္တံဗုဒ္ဓောနမောတောဗကဝါဤတိ တောဘဂဝါ ETB တမန်တန်ဗုဒ္ဓောတမန်တန်ဗုဒ္ဓံတရဏံကိစ္ဆာမိကျွန်တော်နောက်တစ်ခါထပ်ပူဇော်ပေးပါဦးမယ်ဗျအဲ့တော့နမောတတသုံးခြင်းဦးမယ်အရင်ရွတ်မယ်နော်နမောတတဘဂဝါတော်ရတော်တမန်တန်ဗုဒ္ဓတနမောတတဘဂဝါတော်ရတော်တမန်တန်ဗုဒ္ဓတနမောတတဘဂဝါတော်ရတော်တမန်တန်ဗုဒ္ဓတဆိုပြီးနမောတတသုံးခြင်းကိုအရင်ရွတ်မယ်ရွတ်ပြီးဆိုရင်နော်ဒီကျူးကျေကာရာကိုရွတ်မယ် နမောတတဗကဝါတောတတဗကဝါတော နမောတောဗကဝါအတ္တိပိဗကဝါဗကဝန္တံတရဏံဂစ္ဆာမိနမောတတအရဟတောတတအရဟတော နမောတောဗကဝါအတ္တိပိအရဟံအရဟံတံတရဏံဂစ္ဆာမိနမောတတတမတံဗုဒ္ဓောတတတမတံဗုဒ္ဓောနမောတောဗကဝါအတ္တိပိတမတံဗုဒ္ဓောတမတံဗုဒ္ဓံတရဏံဂစ္ဆာမိဆိုပြီးတော့ဒီဟာလေးကိုရုပ်ပြရမှာဖြစ်ပါတယ်ဗျအဲ့တော့အကျွေးတွေငွေကြေးချက်တဲတွေလင်းလင်းမြန်မြန်ကိုပြေလျှော့ပေးစီတယ် ကြည်စီနိုင်တဲ့အစွမ်းတက်တဲ့ခါရလေးပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်နှစ်ခုပြီးသွားပြီပရမတ်တစ်ခုကကိုယ့်ရဲ့အိမ်ဖျားမှာသမင်းကျော်နဲ့ကျုံမွေကျော်နဲ့ကြံရင်နဲ့ကိုကတ်မယ်ကပီဒီခါရကိုကိုကောက်ရွတ်မယ်ဒီခါရကိုကောက်ရွတ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြီးသွားပြီအဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်ဆုံးတစ်ခုလေးကတော့ကျွန်တော်နောက်ဆုံးကျွန်တော်တို့အိမ်ဘဝတွေမှာအာသုံးဖို့ကျွန်တော်တို့ရဲ့အိမ်ဘဝအိမ်ဘဝတွေမှာအဲ့ကန်းတွေမှာပုံလေးတစ်ပုံချိန်မှဖြစ်ပါတယ်ဘာပုံလဲဆိုတော့ကျွန်တော်တို့တွေ အာကျွန်တော်တို့ရှင်ဘင်နဲ့ရှင်ဘင်မပုံချိတ်ပြဲမှာဖြစ်ပါတယ်ဗျာနော်တီဘောမင်းနဲ့စုပြလက်တို့လိုကျွန်တော်တို့တွေပုံပုံလေးချိတ်ပြဲမှာဖြစ်ပါတယ်အပုံပုံလေးချိတ်ပုံနော်ကျွန်တော်တို့တွေအာဒီကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်ဘင်နဲ့ဘင်မပုံနော်ကျွန်တော်ခေါင်းဆောင်လေးဘင်နဲ့ဘင်မပုံလေးကိုချိတ်ပြဲမှာဖြစ်ပါတယ်ဗျာတို့ပုံလေးကချိတ်တာအဆင်မပြေဘူးရှားလာတယ်လွယ်လဲဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်တို့တွေအဲ့ပုံတကယ်လို့ရှားမရဘူးဆိုလို့ရှိရင်လည်းချိတ်ရအဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်ဒုတိယအနေနဲ့ ျွန်တော်ဇမင်းသားတွေဇမင်းသားတွေပတ်စံတွေနဲ့စုစုတွေချပြီးကနေတဲ့ပုံကိုချိန်မှဖြစ်ပါတယ်။ဥဥမဆိုကြပါဆိုဖိုးချစ်တို့ဆွမ်းသာနေတို့ကျွန်တော်တို့ဒီဇက်အဝတ်စားဇမင်းသားပုံတွေနဲ့ပတ်စံတွေကရတဲ့စုတွေချိမိနေတာပတ်စံတွေရအများကြီးပဲအဲ့လိုပုံစံမျိုးလေးကိုကျွန်တော်တို့တွေရှာပြီးတော့ပုံဟာကျွန်တော်တို့ရဲ့အိမ်ခန်းသို့မဟုတ်ကျွန်တော်ရဲ့အိမ်ပေါ်တွေမှာကတ်ထားမှဖြစ်ပါတယ်ဗျဒါလေးပါပဲဗျဒါလေးမင်းစင်မြောင်းလာပြီးမြတ်ပေးတတ်ပါဗျ ဒီဟာလေးကိုကျွန်တော်နံပါတ်1လုပ်ပြရမှာဖြစ်ပါတယ်နံပါတ်1ပုံတော့ထမင်းညောကကပ်ပြီးကိုကိုပြန်စွန့်စားရမှာဖြစ်တယ်နော်ကတ်ကတ်ပြီးတော့ကိုကိုပြန်စွန့်စားပါဗျာကိုကကိုမနက်စာစားစားတို့ပါပဲကတ်လိုက်ပါကိုကကိုကိုပြန်စွန့်စားလို့ရတယ်သူများကြွေးလဲရပါတယ်ဗျာဒါလေးကိုကျွန်တော်တို့တွေနံပါတ်1လုပ်ပြရမှာဖြစ်ပါတယ်နံပါတ်2မှာ လောက်ကြည့်ပါတနည်းတခြားထူးခြားလာတာကိုတွေ့ရမှာဖြစ်ပါတယ်ကိုညီမဲ့သူစောင့်မဲ့မဲ့သူမလောက်ကိုင်းနေအဆင်ပြေတာမျိုးဒါကတော့ကျွန်တော်ညီမျိုးတို့ဆက်ပြေးတဲ့ကျွေးမြန်ကြည်စီတဲ့ဂါရာစင်လေးပဲဖြစ်ပါတယ်ဗျနောက်ပြီးတော့မှာတော့အကျွေးတောင်းရတဲ့လေးဆက်လက်မရောက်ပြေးပါဦးမယ်ဗျအားလုံးကျေးဇူးပါတယ်မိတ်ဆွေအားလုံးလည်းကိုစိတ်နေဗျအေးချမ်းကြပါစေကျွေးဘူးတော့ကဘူးတွေအေးချမ်းကြပါစေဆက်ကျန်တာကိုချမ်းမှာရှိကြပါစေဗျစင်မီလက်လန့်စခွဲ့နေပြီးအပိတ်ကလေးလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ